အရေးပေါ်သတိပေးချက်ရပြီညီကိုတို့ရဲ့အရေးပေါ်သတိပေးချက်ရပြီဒီနေရာကနေချက်ချင်းဘေးလို့ရအောင်ရွှေ့ကြပါကျွန်တော်တို့အခုရုံချမ်းခရိုင်မြို့လေကောင်မှာရှိတယ်ခင်ဗျားတို့မြင်တဲ့အတိုင်းပဲလူတိုင်းဘေးလို့ရရွှေ့ကုန်ပြီလူတိုင်းဘေးလို့ရရွှေ့ကုန်ပြီကျွန်တော်တို့လည်းဘေးလို့ရရွှေ့ရမယ်ကားတွေအားလုံးထွက်သွားကြပြီမြင့်ရာကိုဥတည်နေကြပြီရေကြီးတာက မြေပြားကနေဆင်းလာနေပြီညီကိုတို့ကို ကြည့်ပါဦးလူတိုင်းအပြေးလွှားသွားနေကြတယ် ဟိုဘက်ဒီဘက်နောက်ကလူတွေလည်းအားလုံးဘေးလွတ်ရာရွှေ့နေကြပြီလူတိုင်းပြေးနေကြတယ်ကားတွေမောင်းထွက်နေကြတယ်ပုံမြန်မြန်သွားကြပါရှေ့ရနေပုံမြန်မြန်သွားကြပါကွေကျိုးပြည်နယ်ရုံချန်းခရိုင်မှာစွန်လ28ရက်နေ့ကနောက်ထပ်ရေကြီးမှုတစ်ခုထပ်မံဖြစ်ပွားခဲ့တာကြောင့်လူပေါင်းတသိန်းကျော်အရေးပေါ်ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရပါတယ်ဒီရေကြီးမှုကစွန်လ24ရက်နေ့မှနှစ်30အတွင်းအစိုးရအဆုံးရေကြီးမှုကိုခြုံတွေးခဲ့ရတဲ့ရုံချန်းခရိုင်အတွက် ၄ရက်အတွင်းဒုတိယအကြိမ်မြောက်ရေးပေးဖြစ်ပါရင်ဇွန်လ28ရက်နေ့မှာဒေတာကန်အင်တာနက်အသုံးပြုသူတွေတင်ခဲ့တဲ့ဗီဒီယိုတွေအရပထမအကြိမ်ရေးကြည့်မှုအပြီးရှင်နေရှင်းလင်းပြီးပစ္စည်းတွေပြန်လည်စုဆောင်နေချိန်မှာပဲဒုတိယအကြိမ်ရေးကြည့်မှုပုံမိုဆိုးရွားစွာလာတော့မယ်ဆိုတော့အချက်ပေးတဲ့နေစုညံစွာထွက်ပေါ်လာခဲ့ပါရင် မိုးတက်တန်စွာဇတိုက်ရွာသူမှုနဲ့မြဖြားခံဆယ်တွေကရေဇတိုက်စီးဆင်းမှုတွေကြောင့်ရုံချင်းခရိုင်မြဖြားကန်ဒေသကမြို့နယ်အများပြားရေမြုပ်ခဲ့ပါတယ်။ခရိုင်ရေကြီးမှုထိန်းချုပ်ရေးနဲ့မိုးခေါင်ရေရှားကာကွယ်ရေးကိုကယ်မှုဌာနကရေကြီးမှုအန်ဒီရဲ့ရှိတဲ့အဓိကဆုံးခုနှစ်ခုကဒေသခံအားလုံးကိုတတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းချက်ချင်းဘေးလွတ်ရာရွှေ့ပြောင်းဖို့အရေးပေါ်သတိပေးချက်ထပ်မံထုတ်ပြန်ခဲ့ပါတယ်။၃ရက်ကြောင်ပြည်စည်းတွေကိုရှင်းလင်းပြီးတဲ့နောက် ချက်မှန်ဖြစ်ပေါ်တဲ့ဒီရည်ကြီးမှုကြောင့်မျိုးတစ်မျိုးလုံးအရေးပေါ်ပေးလို့ရကိုရွှေ့ပြောင်းနေကြရပါတယ်။ဇော်လာနဲ့ဆက်ရှိရင်းနေ့စနေနေ့ကစန်တူခရိုင်မှာရည်ကြီးမှုအသစ်ဖြစ်ပေါ်ခဲ့ပြီးတော့အရေးအထက်ပိုဆိုးရွားတယ်လို့သိရရှိခဲ့ပါတယ်။ဘေးလို့ရရွှေ့ပြောင်းနေတဲ့ပြည်သူရေထွက်များပြားလုံးတာကြောင့်လမ်းတွေပေါ်မှာကားတွေပြင်းထန်စွာပိတ်ဆို့နေပါတယ်။ဒုတိယအကြိမ်ရည်ကြီးမှုကစန်တူတန်ဂျီနဲ့လွန်ခရိုင်မြပြားခံဒေသတွေမှာအရင်ညက မိုးတက်တက်စွာရွာသွန်းခဲ့လို့မြင့်ရင်မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ရေကြီးမှုကတနအီခန့်အတွင်းရုံချမ်းမြို့ကိုရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။စောလနေ၁၈ရက်နေ့မနက်9:59မိနစ်မှာခွေချိုးပြည်နယ်ရုံချမ်းခရိုင်မိုးလေဝသဌာနကမိုးတက်တဲ့စွာရွာသွန်းမှုအတွက်အနေအထားတတိပိတ်ချက်ထုတ်ပြန်ခဲ့ပါတယ်။ ဖေးရန်နဲ့ဂျာရှီမြို့နယ်တွေမှာနောက်၃နာရီအတွင်းမိုးရေချိန်150မီလီမီတာချော်လွန်မယ်လို့ခန့်မှန်းထားပြီးတော့မိုးစတိုက်ရွာသွန်းနေအောင်မယ်လို့ဆိုပါတယ်။မွန်တက်၁၂နာရီမိနစ်30မှာရေကြီးမှုထိန်းချုပ်ရေးနဲ့မိုးခေါင်ရေရှားကာကွယ်ကုခဲမှုဌာနကအရေးပေါ်တုံ့ပြန်မှုကို အမြင့်ဆုံးအဆင့်အဆင့်၁အထိမြင့်တင်ခဲ့ပါတယ်။ ဇော်လာ28ရက်နေ့ညနေ9:30မိနစ်မှာရေရီကရုံချန်းခရိုင်မြို့လေကောင်ကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ဒေတာကန်ရဲ့အမှတ်တမ်းတင်ဗီဒီယိုတွေအရညနေ9:00ခန့်မှာရေရီစတင်ဝင်ရောက်ပြီးတော့ည6:00လောက်မှာဖြည်းဖြည်းချင်းတက်လာခဲ့ပါတယ်။ည9:00မှာပထမတက်တီတက်လာပြီးတော့9:00ခွဲလောက်မှာရေမျက်နှာပြင်ကပထမထက်အထိကို ရောက်ခဲ့ပါတယ်။ည9:00မှာရေမျက်နှာပြင်တည်ငြိမ်သွားပေမဲ့ရေမြုပ်နေတဲ့ကားတွေအများကြီးရှိနေသေးပါပဲ။ ဒေတာကန်ဘလော့ဂါတဦးကရုံချမ်းမှာဒုတိယအကြိမ်ရေးကြီးမှုအလိုင်းလုံးတွင်ဘလောက်မြန်ဆန်စွာတက်လာလဲဆိုတာကိုဗီဒီယိုနဲ့ပြသခဲ့ပါတယ်။သူရဲ့အလေးချောင်းကနေရိုက်ကူးထားတဲ့ဗီဒီယိုမှာဇွန်လ28ရက်နေ့ညနေ9:00နာရီမှာရေးကြီးမှုဟာ မြို့လေကောင်အဓိကလမ်းမကြီးပေါ်ရောက်နေပြီဆိုတာကို တွေ့ရပါတယ်။ပထမအချိန်ရေကြီးမှုအပြီးမှာတန်ရှေးလှုပ်ထားတဲ့လမ်းတွေကတစ်ခါပြန်ရေမြုပ်ခဲ့ပြီးတော့အိမ်တွေအများပြားလဲရေထဲမှာနှိမ့်မြုပ်နေခဲ့ပါတယ်။အရင်ရေကြီးမှုကနေကြံခဲ့တဲ့အမိုက်အများပြားနဲ့ရေမြုပ်နေတဲ့ကားတွေကနေရာတစ်ခုမှာပုံနေတာကိုတွေ့ရပါတယ်။မြို့တစ်မြို့လုံးထူးဆန်းစွာတိတ်ဆိတ်နေပြီးတော့ ကဘာပြက်ကက်ပြီးတဲ့နောက်မြင်ကွင်းလိုမျိုးဖြစ်နေတယ်လို့သူကဖော်ပြခဲ့ပါတယ်။နောက်ထပ်ဒေသခံတဦးကတော့သူတို့အထက်မြင့်မာနေထိုင်တာကြောင့်မရွှေ့ပြောင်းခဲ့ရကြောင်းပြောပါတယ်။ခရိုင်တစ်ခုလုံးမီးပြက်နေတာကြောင့်မီးသွေးနဲ့ချက်ပြုတ်နေရပြီးကေဆေးဝင်နေတဲ့တောင်ဘေးလွတ်ရာရွှေ့ပြောင်းသွားပြီလို့ဆိုပါတယ်။ဒုတိယအကြိမ်ရေကြီးမှုလိုင်းထက်ရောက်တော့မှမို့အားလုံးမြင့်ရာကိုဘေးလွတ်ရာကိုရှေ့နေကြတယ်။အားလုံးပြီးကင်းကြပါစေလို့မျှော်လင့်ပါတယ်လို့သူကပြောခဲ့ပါတယ်။အလုသမားတွေလည်း ဖြည်းဖြည်းချင်းပေးလို့ရရွှေ့နေကြပြီးအောက်ထက်တွေစတင်ပြီးတော့ရေမြုပ်နေပြီလို့လည်းသိရပါဗယ်။တရုတ်မီဒီယာတွေရဲ့ဖော်ပြချက်အရဇွန်လ28ရက်နေ့မနက်6:00နာရီကနေမွန်တဲ7:00နာရီအထိခွေကျိုးပြည်နယ်မှာမိုးသက်ထန်စွာရွာသွန်းခဲ့ပါဗယ်။ထန်ထုံနန်စီရင်စုမှရှိတဲ့ထာချန်ဟူယုံချန်နဲ့လေရှန်ခရိုင်နေရမိုးလေဝသစကန်25ခုမှာမိုးကြီးခဲ့ပြီးတော့လန်ခရိုင်ကချိုဟီချိုရှီလောင်ကန်မှာမိုးရေစိအမြင့်ဆုံး182.8မ 7မီလီမီတာမှတ်တမ်းတင်ခဲ့ပါတယ်။ဒါအပြင် KI 12ခုမှရှိတဲ့မိုးလေဝသစက္ကန့်46ခုမှမိုးကြီးခဲ့ပြီးတော့စက္ကန့်148ခုမှမိုးအတင်းအကျပ်ရွာခဲ့ပါတယ်။ခရိုင်မြို့ခရိုင်ငယ်18ခုမှ ရေတိုးမိုးတက်တန်စွာရွာသွန်းခဲ့တယ်လို့ဆိုပါရယ်မိုးတက်တန်စွာရွာသွန်းမှုကြောင့်ခွေကျိုးပြည်နယ်မှာရှိတဲ့မြစ်တွေနဲ့ရေလောင်ကန်ရီဟာတတိပိအဆင့်ကိုကျော်လွန်ခဲ့ပြီးရေအားလျက်စစ်စခန်းများစွာကရေထုတ်လွှတ်မှုကိုထိုးမြင့်ခဲ့ရပါတယ်ဇွန်လ28ရက်နေ့မနက်9:59မိနစ်မှာတိုင်းခရိုင်က ဂျူလာရိုမြို့ပေါ်မှာရှိတဲ့ Dungeon Ealius စခန်းဟာရေမျက်နှာပြင်ဆက်လက်မြင့်တက်နေတာကြောင့်ဆယ်တွေကရှည်တွေကိုစတင်လွှတ်ချခဲ့ပါတယ်။ရုံချမ်းခရိုင်မြစ်ပြားကန်ဒေသမှာ တည်ရှိတဲ့ဒီစခန်းကနေရေထုတ်လွှတ်မှုကြောင့်ရုံချမ်းအနီးနားက တန်ရှီမြို့နယ်ကိုလင်းမြန်စွာပဲရေလွှမ်းမှုခဲ့ပါတယ်။ရေကြီးမှုကလူနေထိုင်ရာလမ်းမရီဒေးကိုစီးဝင်ခဲ့ပြီးအိမ်တွေရဲ့ပထမတက်တီကိုရေမြုပ်စီခဲ့ရုံသာမကတချို့တထက်တီအိမ်တွေဆိုရင်တော့ခေါင်မိုးနီးပါးရေမြုပ်ခဲ့ရလဲဖြစ်ပါတယ်။နေစီလောအစိုးတက်68ရာခိုင်နှုန်းပြေဝနေခြင်းက ရုပ်ရည်ရဲ့ရည်ကြည်မှုနဲ့မြေပြိုမှုလိုတဘာဝဘေးအန္တရာယ်တွေဖြစ်ပွားနိုင်ခြင်းမြန်မာရဲဆိုတာကိုပြသနေကြောင်းကျွမ်းကျင်သူတွေကထောက်ပြပါရယ်ဇော်လန်၂၈ရက်နေ့မှာလန်ခေရိုင်း တန်ကျန်းမြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့်တောင်ဆောင်တစ်ခုပြိုကျခဲ့ပြီးတော့တောင်ကြရေကြီးမှုကအနီးနားလူနေအဆောက်အုံတွေကိုဝင်တိုက်ခဲ့ပါတယ်။တချို့လူနေထိုင်သူတွေကသူတို့ရဲ့လာတာဆောင်တွေမှာဖိမိနေပြီးတော့အခုညီတောင်းခံခဲ့ကြပါတယ်။ကံကောင်းစွာနဲ့သူတို့ကိုလန်ခဲရိုင်မိသက်ဝင်တဲ့နေ့ကနှစ်ပိုင်းလေကားကိုအသုံးပြုပြီးတော့အအောင်မြင်မြင်ကယ်ဆယ်နိုင်ခဲ့ပါတယ်။နောက်ထပ် blogger တူကလည်း သူတို့အိမ်နောက်ကတောင်မှာမြေပြိုမှုဖြစ်ပြီးတော့ကျဲလောင်တဲ့အထံနဲ့အတူပထမတက်တစ်ခုလုံးမြေအောက်ရောက်သွားတယ်လို့ပြောဆိုပြီးဗီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်။ကံကောင်းစွာနဲ့သူတို့အချိန်မီထွက်ပြေးနိုင်ခဲ့တာကြောင့်ကန်ဆိုးကနေလွမြောက်ခဲ့ပါတယ်။နောက်ထပ်ဒေသခံအင်တာနက်အသုံးပြုသူတို့ကလန်ခရိုင်နဲ့ရေကြီးမှုကနေမလွတ်ပါဘူး။မနေ့ကရနာရီလောက်မှာလူတွေအိပ်ပျော်နေတော့တောင်ကြရေက အိမ်နေတဲ့ကိုတိုက်ရိုက်ဝင်ရောက်လာပါတယ်။ကျောက်စီယာကောင်းပြီးတော့မိုးကဆက်ရွာနေတော့မယ်။မြင်းကြီးတက်ကရှွန်းနဲ့ရေတွေမြုပ်နေပြီးလူတော်များပိတ်မိနေခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေကနောက်ပိုင်းမှာကယ်ဆယ်ရေးလေကားနဲ့နေထိုင်သူတော်များကိုကယ်ဆယ်ခဲ့ပါတယ်လို့ပြောပါတယ်။ဒေသခံမီဒီယာတွေကတော့တန်ဇန်မျိုးနဲ့အစိုးရကမြေပြိုမှုမဖြစ်ခင်မှာနေထိုင်သူအများစုကိုဘေးလွတ်ရာရွှေ့ပြောင်းထားပြီးတော့အနေငယ်သာအချိန်မီမရွှေ့ပြောင်းနိုင်ခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။အဲဒီနေ့မနက်7:00နာရီအထိ ထိခိုက်တရာရသူမရှိသေးပါဘူးလို့ဆိုပါတယ်။ဒါပေမဲ့လုပ်ငန်းများစွာပြည့်စည်ခဲ့ပြီးတော့ဆိုင်နေရှင်နေပြည်နေတာကြောင့်ရှင်းလင်းရင်းနဲ့ရေထုတ်လုပ်ငန်းတွေဆောင်ရွက်နေရပါတယ်။အစိုးရကအခုပြည့်စည်ဆုံးရှုံးမှုတွေကိုအကဲဖြတ်နေပါတယ်။ဇော်လ28ရက်နေ့မှာစန်တူခရိုင်ကိုလည်းတောင်ကြရေတွေမြေရေအစမတန်မြင့်တက်လာပြီးတော့မြေကမ်းအားတစ်လျှောက်ပြင်းထန်စွာရေကြီးမှုဖြစ်ပွားခဲ့ပါတယ်။အဆောင်တစ်ခုလုံးရေကြီးမျောပါသွားခဲ့ပြီးတချို့အိမ်တွေရေကြီးမှုကြောင့်ပြိုကျခဲ့ပါတယ်။ ကျင်းဟူခရိုင်ကစံဘန်စီရေအားလျက်စစ်စခန်းကလည်းရေတွေကိုထုတ်လွှတ်ခဲ့ပါတယ်။ဇွန်လ24ရက်နေ့ကလေးကကွေကျိုးပြည်နယ် ယုံကျန်းခရိုင်ကအကြီးအကျယ်ရည်ကြီးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။တရုတ်မီဒီယာရဲ့ဖော်ပြချက်အရဇွန်လ24ရက်နေ့မနက်၈နာရီကနေဇွန်လ28ရက်နေ့ညနေ4နာရီအထိယုံကျန်းခရိုင်ကမြို့နယ်များစွာမှာမိုးရေကြိမ်200မီလီမီတာကျော်လွန်ခဲ့ပြီးတော့ခရိုင်ပြင်းမြမိုးရေကြိမ်316မီလီမီတာ ရှိခဲ့ပါတယ်။ယုံကျန်းခရိုင်ပါတီအတွင်းရေးမှူးရှူကယုံကျန်းမှာမြစ်သုံးခုပေါင်းစုံရာကြောင့်ဂျူလွန်ဒန်မြို့ရဲ့အမြင့်ဆုံးရေစီးနှုန်းကတစ်ဆက်ကန်ကို 11360ကူဘမီတာအထိရောက်ရှိခဲ့ပြီးတော့သမိုင်းမတ်တန်တလျှောက်အမြင့်ဆုံးဖြစ်ပြီးတော့မြေရပုံမှန်စီးစင်းမှုထက်88ဆပိုများခဲ့ရလို့ပြောကြားခဲ့ပါတယ်။ဇွန်လ26ရက်နေ့မနက်စောတိုင်းအထိရေကြီးမှုကြောင့်ရုံချမ်းခရိုင်မှာလူ6ဦးအသက်ဆုံးရှုံးခဲ့ပါတယ်။သို့တော်လည်း CCB တရုတ်ကွန်မြူနစ်ပါတီကဘီအန်ဒီရဲ့ဆိုင်ရာအချက်လက်တွေကိုဖုံးကွယ်ထားမှုနဲ့ပတ်သက်ပြီးတော့အနည်းငယ်ဝေဖန်ခံနေရပါတယ်။ဒေတာကန်နေထိုင်သူအများအပြားက ဒီနေ့ရည်ကြည်မှုက1996ခုနှစ်ကထက်တောင် ပိုဆိုးရွားခဲ့တယ်လို့ပြောပါရယ်ရေကာတာတွေရှိပေမဲ့တရားတချို့ရေစီးမျောပါသွားခဲ့ပါရယ်ဇွန်လ28ရက်နေ့ကဒုတိယအကြိမ်ရည်ကြည်မှုလိုင်းကပိုပြီးတော့ပြင်းထန်ခဲ့ပေမဲ့ တရားဝင်ပြည်စည်းဆုံးရှုံးမှုစီးရင်အင်းတွေကိုတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူးဒေတာရင်းပြည်စည်းဆုံးရှုံးမှုနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့နောက်ဆုံးအခြေအနေကိုကြည့်ကြရအောင်ပါည၈နာရီ33မိနစ်မှာရုံချမ်းခရိုင်တူနာအနီးမှာရှိတဲ့မြင်းတဲ့နေရာမှာပဲရှင်မြုပ်နေရာကိုတွေ့ရပါတယ်ဒါဟာခရိုင်ရုံဆက်ရမြို့ပဲတေချာပေါက်ရှင်မြုပ်နေပြီးတော့လူတွေလည်းပြေးမိနေပြီဆိုတဲ့သဘောပါပဲ Blue Sky ကယ်ဆယ်ရေးအဖွဲ့ကလူတွေကိုကယ်ဆယ်ဖို့လှေနဲ့ထွက်သွားပြီလို့သိရပါတယ်ဘေးအန္တရာယ်ကယ်ဆယ်ရေးစခန်းကဗီဒီယိုတစ်ခုမှာ စည်တနာဝန်ထမ်းတွေပြည့်စည်တွေနဲ့ရောက်လာပြီးတော့ခေစိုင်းလုပ်ငန်းတွေကိုကူညီနေတာကိုပြသပါရယ် ပစ္စည်းချမဲ့ကားတွေအရန်များလုံးလို့တခြားနေရာတွေကိုလမ်းလွဲပေးလိုက်တဲ့အခုနောက်နေရာကိုအပြေးလွှားသွားနေပြီလို့ပြောဆိုတဲ့နေကြရပါတယ်။နေရာများပြားမှာရေကြီးနေတော့မယ်။နေရာတိုင်းရှုပ်ထွေးနေပါတယ်။ည9:00နာရီမှာတက်မှတ်ထားတဲ့ပစ္စည်းဖြန့်ဝေမဲ့နေရာကိုရောက်ရှိလာပြီးတော့ပစ္စည်းလက်ခံဖို့တန်းစီနေတဲ့သူတွေလည်းအများကြီးပဲလို့သိရပါတယ်။မီးမရှိအရင်မရှိပေမဲ့လူတိုင်းအရန်ပူပေါင်းဆောင်ရွက်ကြပါတယ်။ဝန်ထမ်းတွေရောက်တာနဲ့ပစ္စည်းတွေကစပြီးတော့ဖြန့်ဝေခဲ့ရမှာ လူတိုင်းဟင်းသီးဟင်းရွက်နဲ့ပလင်းရီတွေလက်ခံရရှိခဲ့ကြပါတယ်။ပြည်သူမှတ်တမ်းတွေအရဂျိုလီမြင့်ဂျာဟိုမြင့်နဲ့ဖန်ယောင်းမြင့်အပါအဝင်မြင့်များစွာက ရုံချမ်းခရိုင်ကိုဖျက်တမ်းစီစဉ်ပါတယ်။ဒီမြင့်သုံးခုကခရိုင်ယုံဆိုင်ရာမြို့မှာပေါင်းစုံပြီးတော့ဂျိုရီဗာလို့ခေါ်ပါတယ်။ဂျိုရီဗာကခရိုင်ရဲ့အဓိကရေထူးစနစ်ဖြစ်ပြီးတော့ရှင်ချမ်းမြင့်ရဲ့အရေးကြီးတဲ့မြေလက်တက်တစ်ခုလည်းဖြစ်ပါတယ်။ဘတ်ဝီဝင်အရယုံချမ်းခရိုင်ကတောင်နေဝင်းရံထားတဲ့ ကျင်းမြောင်းတဲ့တောင်ချောင်းဝမ်းမှာတည်ရှိပြီးတော့တဘာဝရေလောင်ကန်သက်ဖွယ်ဖြစ်နေပါတယ်။ဒေတာရင်းပထဝီဝင်ရှူထောင်းကကြည့်ရင်တော့ထုံတန်းနံမြို့နယ်မှာရှိတဲ့ယုံချင်းခရိုင်က တောင်ကုန်းထူထပ်တဲ့မြေမျက်နှာသွင်းပြင်ကိုပိုင်ဆိုင်ပြီးမဆောက်တဲ့တောင်ဆောင်တွေနဲ့နှဆိုင်တဲ့ဂျန်ဝန်းတွေရှိပါတယ်။ရုံချမ်းခရိုင်မှာအရွယ်အစားအမျိုးမျိုးရှိတဲ့မြစ်ချောင်း68ခုရှိပြီးတော့စုစုပေါင်းအလျား1338ကီလိုမီတာရှိပါတယ်။မကြသေးမီကမုံရွာသွန်းမှုဟာပြင်းထန်ခဲ့ပေမဲ့2020ပြည့်နှစ်ဇွန်လ9ရက်နေ့ကနေ10ရက်နေ့အထိရုံချမ်းခရိုင်မှာဖြစ်ပွားခဲ့တဲ့အရေးကြီးမှုတွေကတော့မပြင်းထန်ခဲ့ပါဘူး။အဲဒီအချိန်တုန်းကပင်ယုံမြို့နယ်ရဲ့မိုးလေဝသ စက္ကန့်မှာမိုးရေချိန်366မီလီမီတာမှတ်တမ်းတင်ခဲ့တာဖြစ်ပြီးတော့ လက်ရှိမိုးရေချိန်စုစုပေါင်းထက်ပိုများပါတယ်။ဒီနေ့ရေကြီးမှုနဲ့နိုင်ရှင်ရင်2020 BNDA ကတော်တော်လေးအေးဆေးခဲ့ပါတယ်။သဘောဝ BNDA ဆိုင်ရာအစီရင်ခံစာတွေမှာဒိတ်ဆုံးသူမရှိခဲ့ဘူး။လမ်းတွေပြိုကျတာ၊ရွာတွေရှင်မြုပ်တာနဲ့ရွံ60တန်းခန့်စီးပွားရေးဆုံးရှုံးမှုတွေပဲဖော်ပြထားပါတယ်။အကြီးစားဘေးလို့ရာရွှေပြောင်းမှုတွေအရေးပေါ်နေရာပြောင်းရွှေ့မှုတွေအကြောင်းသတင်းပို့တာမရှိခဲ့ပါဘူး။2020ပြည်နှစ်က ဂျော်ဂျန်မြင့်ရဲ့အမြင့်ဆုံးရေစီးနှုန်းကိုမသိရသေးပေမဲ့ဒီနေ့ရဲ့အမြင့်ဆုံးရေစီးနှုန်းကတော့ဒါနိုင်ကြခဲ့တာသိကြပါရယ်ဒီနေ့အမြင့်ဆုံးရေစီးနှုန်းထက်အရင်နေ့ကတော့နိုင်ကြတယ်လို့ပြောရမှာဖြစ်ပါရယ်ဘာကြောင့်လဲဆိုတော့ဒေသခံများရှိတွေကဒီနေ့ရေစီးနှုန်းကသမိုင်းတလျှောက်အမြင့်ဆုံးဖြစ်ကြောင်းအတည်ပြုခဲ့လို့ပဲဖြစ်ပါရယ် 2020ပြည်နှစ်ကတော့အမြင့်ဆုံးရေစီးနှုန်းမတိရဘူးဆိုပေမဲ့ဒီနှစ်မှာတော်တော်လေးကိုရေစီးနှုန်းမြင့်မားတယ်ဆိုပြီးတော့သိရတာပါဒါဆိုရင်2020ပြည်နှစ်ကချက်မိုးရေချိန်ပိုနေတဲ့ဒီနှစ်ရေကြီးမှုကဘာကြောင့်အမြင့်ဆုံးရေစီးနှုန်းပိုများပြီးတော့ပျက်စီးဆုံးရှုံးမှုတွေပိုဆိုးရွားခဲ့ရတာလဲလူသိများတဲ့အတိုင်းတောင်ကုန်းထူထပ်တဲ့ပတ်ဝန်းကျင်မှာရေကြီးမှုထိန်းချုပ်ရေးကမြင်မြင်ပြင်သစ်ပြီးတော့သစ်ပင်ပန်းမှန်ပေါ်မှာအများစုမူတည်တာဖြစ်ပါတယ် ရေကြီးမှုထိန်းချုပ်ရရာဆိုရင်တော့မြင်းမြနာအသွင်ပြင်တွင်ပြီးတော့သစ်ပင်တောင်တန်းတွေပေါ်မှာအများစုမူတည်ရဲဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်။ဒါရီကမြေပြင်စီးစင်းမှုကိုတိတိတသာမြင့်တင်ပေးနိုင်ပြီးတော့စီးစင်းမှုကိုနှီးကွေးစေကရေစိမ့်ဝင်မှုကိုမြင့်တင်ပေးပါတယ်။ ဒါကြောင့်ရေကြီးမှုတွေရဲ့အချိန်နဲ့ပြင်းထန်မှုကိုထိရောက်စွာရှော့ချပေးနိုင်ပါတယ်။သို့သောရုံချမ်းခရိုင်ပတ်ဝန်းကျင်ဒေသတွေနဲ့ခွေကျိုးပြည်နယ်ရဲ့နေရာများပြားမှာတောင်ကုန်းသစ်ပင်ပန်းမှန်နေအများပြားဖြစ်စီခဲ့ရပါတယ်။မကြာသေးခင်နှစ်တွေမှာ CCB ရဲ့စာနယ်ရိက္ခာဖူလုံရေးမူဝါဒအရခွေကျိုးပြည်နယ်ကစိုက်ပျိုးရေးတိုးချဲ့မှုကိုအကြီးအကျယ်မြင့်တင်ခဲ့ပါတယ်။ တန်နန်ပြီးတော့ချန်ထုံနန်နဲ့တန်ရှန်နန်တို့ရဲ့တောင်ကုန်းဒေသတွေမှာမြေ၆ကနေပြီးတော့ရေသွင်းစိုက်ပျိုးတာနဲ့တောင်ပေါ်ဆန်စိုက်ပျိုးတာလို့စီမံကိန်းတွေအပေါ်အာရုံစိုက်ခဲ့ပါတယ်။၂022ခုနှစ်ကလေးကတောင်ပေါ်ဆန်စိုက်ပျိုးရေးစီမံကိန်းဟာခွေကျူးပြည်နယ်ရဲ့ဂျေလက်ဒေသပြန်လည်အသက်ဝင်ရေးရဲ့အဓိကအစိတ်အပိုင်းဖြစ်ခဲ့ပြီးတော့အေက၆သိန်းကျော်ရှိတဲ့သတ္တုံးမြေတွေကိုလေကတိလေကွက်တွေအဖြစ်ပြောင်းလဲခဲ့ပြီးတော့ တောင်ဆောင်နေမှာဆန်ဆိုင်ပြိုးဖို့စိတ်ကိုမြင့်တင်ခဲ့ပါရယ်အထက်စစ်ညွန်ကြားချက်တွေအရရုံချန်းခရိုင်ရဲ့အနီးနားကချုံချန်းခရိုင်ကအရာရှိတွေဟာတောင်ပေါ်ဆန်ဆိုင်ပြိုးရေးကိုတကြစွာမြင့်တင်ခဲ့ပြီးတော့ဘဝရဆိုင်ရာထောက်ပံ့ငွေတွေရယူပြီးတော့နိုင်ငံရေးရလက်ကောင်းတွေရရှိခဲ့ပါရယ်2022ခုနှစ်မှာရုံချန်းခရိုင်ခြောက်မြို့နယ်မှာစံသက်စီမံကိန်းတစ်ခုဟာတတသမ9မီတာမြင့်တဲ့ဆန်ပင်နဲ့34စင်တီမီတာရှည်တဲ့ဆန်နံတွေထွက်ရှိခဲ့ပါတယ်။ 2022ခုနှစ်ကုန်မှာရုံချမ်းကရရဲ့တောင်ပေါ်ဆန်စီမံကေရာဧက3500ကျော်အထိအရာမဆန်ဆိုင်ပြိုးရေးကိုတိုးချဲ့ခဲ့ပါတယ်။ဂျာမြို့နယ်မှာရှိတဲ့တောင်ကုန်းတစ်ပင်ပန်းမှန်အများပြားပြည့်စည်ခဲ့ပါတယ်။ဂျာမြို့နယ်ကရုံချမ်းကရိုင်ကနေ15ကီလိုမီတာအကွာဝေးမှာရှိတဲ့ဇော်မြစ်တလျှောက်မှာတည်ရှိပါတယ်။အဲဒီလိုစံနှုန်းမြင့်လီကတိစိုက်ခင်းတွေမှာထိရောက်တဲ့ရေကြီးမှုထိန်းချုပ်ရေးဆွဲရင်မရှိပါဘူး။နေရာအနှံပြားမှာရှိတဲ့ ဖျက်ဆီးထားတဲ့စီမံကိန်းတွေပေါင်းစပ်လိုက်တဲ့အခါတောင်ကျရေကြီးမှုတွေအပြင်လေကတိဆိုင်ခင်းတွေမှာစုပုံနေတဲ့ရေတွေပါလေကွက်တွေကိုဖျက်ဆီးပြီးတော့ရေတွေကိုမြေအောက်ပိုင်းကိုစီးဆင်းစေခဲ့ပါတယ်ဒါကမြေရင်မြေနှပြင်ကိုလှင်မြန်စွာမြင့်တက်စေပြီးတော့ ပြင်းထန်တဲ့ရည်စည်းမှုဖြစ်စေခဲ့ပါရယ်။ဒါအပြင်ရုံချမ်းခရိုင်ရဲ့မြစ်သုံးခုမြစ်ဖြားခံဒေသမှာရေလောင်ကန်10ခုကျော်ရှိပြီးတော့အများစုဟာ1950ပြည့်လွန်နှစ်တွေကနေ1980ပြည့်လွန်နှစ်တွေအတွင်းစိုးရွားစွာဆောက်လုပ်ထားတာတွေပါ။မကြသည်မီကမိုးသက်ချံစွာရွာသွန်းမှုအတွင် ခရိုင်ရုံဆိုင်ရာမြို့မြစ်ဖြားခံဒေသကရေလောင်ကန်များစွာနဲ့ရေအားလေးစစ်စခန်းတွေကရေအိုအကျဉ်းချင်းထုတ်လုပ်ခဲ့တာကြောင့်ဂျော်လော်မြစ်စနစ်မှာရေရီလင်းမြန်စွာမြင့်တက်လာစေခဲ့ပါတယ် င်ဒီယိုအာနာပိုင်နေရကြီးမားတဲ့ဆယ်ရီရဲ့ဘေကင်းရေးကိုအာမခံဖို့အတွက်ညဘက်မှာတတိမပေးပဲရေတွေကိုမကြာခဏထုတ်လို့လေးရှိပြီးတော့ဒါကဘေးအန်ဒီရဲ့ကိုပိုဆိုးစေပါတယ်။ယုံကြံရေးကြီးမှုကသဘာဝအချက်တွေကြောင့်ဖြစ်ပေါ်ခဲ့ပေမဲ့မြေမျက်နှာသွင်းပြင် ပြီးတော့အခြေခံအဆောက်အအုံအရေးသွေးနေနဲ့အရေးပေါ်စီမံခန့်ခွဲမှုအားနည်းမှုတွေလိုလူသားတွေရဲ့ဇာဝင်ဆောင်ရွက်မှုတွေဟာဒီခြေခွဲဝယ်ရည်ကြည်မှုဘေးအန္တရာယ်ကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ပြောမယ်ဆိုရင်ဒီရည်ကြည်မှုကိုမဖြစ်လာအောင်ကာကွယ်လို့ရနိုင်ခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးနှိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။ Like and Share လေးနဲ့အားပေးသွားကြပါအောင်ရှင်။